မဲဆွဲစည်းရုံးရေးလောက်ပါမှာကိုယ်စလဲလောင်းအခွင့်အရေးကိုနှောက်ရတာတွေတွေ့ကြုံရတယ်လို့ဗဟန်းမြွနဲ့တတိပုဂ္ဂလပြည်သူ့လွတ်တော်ကိုယ်စလဲလောင်းဒေါက်တာညွညွသိန်းကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဦးမျိုးမင်းဦးကပေးပို့ထားပါတယ်ခင်ဗျာ policy ဒီမှာခဏခဏ2015ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးရေးတွေပြုလုပ်နေတဲ့ကာလမှာ ကိုစလေလောင်းအချင်းချင်းကြားမှာတိုက်ခိုက်တာတွေတွေ့ကြုံရတယ်လို့ဗဟန်းပြုတ်နယ်တတိပုဂ္ဂလပြည်သူ့လွှတ်တော်ကိုစလေလောင်းဒေါက်တာညွညွတင်းကပြောဆိုလိုက်ပါတယ်။အော်တိုဘာလ16ရက်နေ့ကသူ့ရဲ့ဗဟန်းမြို့နယ်ကအောင်နိုင်ရုံးကမှပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာဖြစ်ပါတယ်။ န်ဂျီရနယ်မှာပေါ့နော်အန်ဂျီရရွေးကောက်မှုဆိုင်ရာအခွင့်အရေးကိုနှောက်ယှက်ခံရတာလည်းအချိန်ကြီးဖြစ်ခဲ့တယ်ပေါ့နော်တခါရွေးကောက်ပွဲဝင်တဲ့ကိုစလေလောင်းတိုင်းလိုက်နာရမယ်လို့ပြောထားတယ်ပေါ့တင်မြင်ဆောင်2014ကိုအန်ဂျီရပြိုင်ဘက်အချို့ကချုံးဖောက်တာတွေခဏခဏတွေ့ရတယ်ပေါ့နော်တခါရွေးကောက်ပွဲဥပဒေတွေနဲ့ဆန့်ကျင်တဲ့ပေါ့နော်ပြုမှုမှုတွေပြုလုပ်တာ ရွေးကောက်ပွဲဥပဒေမှာဖော်ပြထားတဲ့တရားမဲ့ပြည့်ချင်မှုများကိုလည်းပေါ့နော်ရန်ဖန်ရန်ခါကျူးလွန်တာတွေကိုအတူတူတွေ့ရတယ်ပေါ့နော်ဘယ်ဆိုစီယုံရင်ပြုလုပ်နေတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ဟောပြောမှုတချို့ဟာအချင်းချင်းပုတ်ခတ်ပြောဆိုတဲ့အတုံးနှုံးတွေရှိနေတဲ့အတွက်ကိုယ်စားလှယ်လောင်းအချင်းချင်းစကားစစ်ထိုးပွဲတွေဆင်နွှဲစေခြင်းတယ်လို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတဦးက DVB ကိုပြောပါတယ်ဦးကအဖက်သားတရားဟောနေတာလေးကတချို့ကအချက်လက်တွေမားနေတယ်နော်အချက်လက်တွေမားနေတာဘူးအပြန်လန်စကားစစ်ထိုးမှလား နော်မနေ့ကဟီလာရီတို့လက်နက်ထိရှုပ်ရင်းနဲ့ပတ်သက်တာနော်ဟိုထောက်ပြတယ်ပေါ့အဲ့ဒါမျိုးပုံပဲ2019ခုနှစ်အထွေထွေရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက်ကိုယ်စားလှယ်လောင်းစုစုပေါင်း6082ဦးဝင်ရောက်ရှင်ပြန်ရွေးချယ်ခံသွားမှာဖြစ်ပြီးအဲ့ဒီထဲမှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်း900ခန့်နှုန်းပါဝင်နေပါတယ်ကျွန်တော်မျိုးမင်းဦးပါ